တီတိန်တိုက်ပွဲအတွင်းလေချောင်းဘုံကျဲနေသည့်တိုက်လျင်ဒဇင်းကိုချင်းညီနောက်တပ်ဖွဲ့ကပြစ်ချတယ်ဆိုတဲ့တင်ကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်။တီတိန်မြောက်ဘက်တိုက်ပွဲနေ့စဉ်ဖြစ်ပွားနေပြီးနိုဝင်ဘာလအလယ်ပိုင်းမှစပြီးစေကောင်စီဘက်မှလေချောင်းပစ်ကူများဇက်တိုက်လှုပ်ဆောင်နေကြောင်းသိရပါတယ်။နိုဝင်ဘာလ22ရက်နေ့တွင်တီတိန်ဘက်ထွက်လာတဲ့အချမ်းဖက်စေကောင်စီတပ်များချင်းညီနောက်တပ်ဖွဲ့များမှကြားဖြတ်တိုက်ခိုက်ပြီးစေကောင်စီဘက်မှဗိုလ်မှူးအပါဝင်စစ်ခွေး54ဦးသေဆုံးခဲ့ပါတယ်။ ထို့သောကြာဆုံးများနေတဲ့အကြံဖက်စစ်တပ်ကလေကြောင်းပစ်ကူများအဆက်မပြတ်လှုပ်ဆောင်လာခဲ့ပါတယ်။နိုဝင်ဘာ23ရက်မွန်လွယ်ပိုင်း2နာရီခွဲအချိန်လေကြောင်းဘုံလာကျဲသည့်တိုက်လေရင်တစင်းကိုချင်းကြီးနောင်တပ်ဖွဲ့မှအနီးကပ်ပစ်ချနိုင်ခဲ့ကြောင်းသိရပါတယ်။ထို့သောပြတ်ကျသည့်နေရာသို့သွားရောက်စစ်ဆေးကြည့်ချိန်မှာလေရင်မှုရဲ့ခေါင်းတစ်ပိုင်းသာကျန်ခဲ့ပြီးခန္ဓာကိုယ်အစိတ်ပိုင်းများအပိုင်းပိုင်းပြတ်သွားတယ်လို့သိရပါတယ်။ထို့သောလေရင်ပစ်ချခံရမှုနဲ့ပတ်သက်ပြီးစစ်ကောင်စီဘက်မှတစုံတရာသတင်းထုတ်ပြန်ခြင်းမရှိသေးပါ ပြည်သူများအနေဖြင့်လည်းအသွါလာအထူးပြုစိုက်ကြရနှင့်လေကြောင်းအနေရကိုအထူးသတိထားနေကြရန်ချင်းညီနောင်တပ်ဖွဲ့များကသတိပေးထုတ်ပြန်ပါရယ်ဆက်လက်ပြီးမကွေးတိုင်းပေါက်နှင့်မြိုင်မြို့နယ်အစပ်ပါရာမော်တာပြတ်ကျတဲ့နေရာအနီးတိုက်ပွဲဖြစ်ပြီးအကြံဖက်စစ်တပ်အထင်အကားပြန်ဆုတ်ပြေးမန္တလေးနဲ့ရှမ်းပြည်မှာပေါ်တာဆွဲခံရပြီးအကြံဖက်စစ်တပ်ထဲစစ်မှုထမ်းခဲ့ရတဲ့တပ်သားတစ်ဦးလက်နက်နဲ့အတူအလင်းဝင်နေဆွဲတဲ့တင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါရယ်မန္တလေးတိုင်းပေါက်နှင့်မြိုင်မြို့နယ်အစပ်မှာပါရာမော်တာပြတ်ကျခဲ့တဲ့နေရာအနီး ဒီကနေ့တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီးစစ်တပ်စစ်ကြောင်းတေဆုံထိခိုက်မှုတွေရှိခဲ့တာကြောင့်နောက်ပြန်ဆုတ်ခဲ့တယ်လို့ပေါ်တာဆွဲထားတဲ့တပ်သားတဲ့အုံဦးလေးလက်လက်နဲ့အလင်းဝင်လာကြောင်းမြန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကသတင်းထုတ်ပြန်ပါတယ်။နိုဝင်ဘာ22ရက်မှာစစ်တပ်ရဲ့ပုခုတ်ကူအခြေစိုက်တပ်မတရားတစ်ကနေပေါ့မြို့နယ်ကိုပါရာမော်တာနှစ်စီးနဲ့ပုံကျဲပြီးအပြန်ပေါက်ပကဖတရင်မှုဦးဆောင်တဲ့ကြားဘလူးစစ်ကြောင်းကမြိုင်ပါကဖ MTY PDF တို့ပူးပေါင်းပြီးတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ပိုင်းလော့အုပ်ထုပ်ကိုတွေ့တယ်ဒါပေမဲ့စစ်ကောင်စီစစ်ကြောင်းနဲ့အနီးကပ်လွန်နေတာကြောင့် တည်တဲ့ရှင်နဲ့မတိရသေးဘူးလို့ပောက်ပါကဖစစ်ဖက်ရေးရသတင်းထောက်လန်းရေးတာဝန်ခံကိုစစ်မုံကသတင်းဌာနကိုပြောပါတယ်ဒီကနေ့နေ့လယ်မှာတော့ပေါင်နေနဲ့မြိုင်နယ်ထိဆက်နေပြီဖြစ်သောနတ်သက်တဲကြီးကန်တစ်ကဘာဖြူကြောက်ခွက်ကြီးရွာများအနီးမှာစစ်တပ်နှင့်တော်လန်ရေးအဖွဲ့တွေအနီးကပ်ကြီးတွေတိုက်ပွဲမိနစ်20ခန့်ဖြစ်ပွားခဲ့ကြောင်းမြိုင်ဘက်ကဖကအတည်ပြုပါရယ်မနေ့ကပါရာမော်တာဖြတ်ကျတဲ့နေရာကိုကဘာဖြူကြီးရွာမှာတက်ဆွဲထားတဲ့အင်အားတရာကျော်စစ်ကြောင်းကဒီမနက်အစောကစလို့ တဲကြီးရွာဖွဲလာတယ်ပြီးတော့တိုက်ပွဲဖြစ်တာလို့ရိုင်းကောက်ခွေတပ်ဖွဲ့ဝင်တအုပ်ကပြောပါတယ်တိုက်ပွဲမှာစစ်သားမျက်မြင်လေးဦးလဲကြသလုံး၁၀ဦးကျော်ထိခိုက်ဒဏ်ရာရပြီးတက်နောက်ပြန်ခောက်သွားတယ်လို့ဖော်ပြပါတယ်တက်နောက်ဆုတ်သွားပြီးအခြားနေရာမှာစုဖွဲ့၍လက်နက်ကြီးတွေနဲ့အချက်ပေါင်းများစွာပစ်ခတ်နေတယ်လို့မြိုင်းပကဖကအတည်ပြုပါတယ်ဒါပြင်စစ်တပ်စစ်ကြောင်းဟာအော်ဟစ်ဆဲဆိုငိုကြွေးနေတယ်လို့လည်းမြိုင်းပကဖကဆိုပါတယ်တိုက်ပွဲမှာစစ်တပ်အထိနာသွားတာကြောင့်ဂျက်ဖိုက်တာနဲ့ပေါင်မြိုင်ထိဆက် ကျေးရွာတွေကိုနိုဝင်ဘာ23ရက်မှာလေကြောင်းတိုက်ခိုက်မှု၃ကြိမ်ပြုလုပ်ခဲ့ပါတယ်။ဒါပြင်ဒီကနေ့နေ့လယ်တနားရီကွဲမှာတဲကြီးရွာနဲ့နှစ်သက်ရွာဝင်းချင်ကဒေသခံအိုးအိမ်တွေကိုစစ်ကောင်စီကမီးရှို့တာတွေရှိတယ်လို့၎င်းကအသိပေးပါတယ်။ဒါပြင်တမ69လက်အောက်ခံတက်ရင်ခလာရ438ခလာရ439တက်ရင်ကပြည်သူစစ်မှုထမ်းတပ်သားတစ်တွေညိုင်ပကဖားထံအလင်းဝင်လာပါတယ် မန္တလေးနဲ့ရှမ်းပြည်နယ်မှာပေါ်တာဆွဲခံရလို့တက်သေးဝင်ရောက်လာတဲ့တပ်သားတန့်စင်တပ်သားတင့်ထွန်တပ်သားအောင်မိုးတို့ဟာ MB1 တနက်၃လံကြီးပေါက်၃ခုနဲ့ချီတွေယူလာပြီးပေါင်းနေမြိုင်ပကဖထံကိုဒီကနေ့မနက်မှာအလင်းဝင်လာတယ်လို့ဖော်ပြပါတယ်။ဒီကနေ့တိုက်ပွဲပေါ်ဆောင်မှုမှာလည်း MGY PDF မြိုင်ပကဖ ပေါက်ပကဖ YDF နဲ့မြို့နယ်တီတီက LPDF တွေမဟာမိတ်တပ်တွေနဲ့ပူးပေါင်းပြီးအာနာသိန်းစစ်တပ်ကိုတိုက်ခိုက်ခဲ့တာလို့ထုတ်ပြန်ပါတယ်။တိုက်ပွဲမှာအထိနာခဲ့တဲ့စစ်သားတွေဟာပေါင်မြို့နယ်ဆိုင်ဆောင် ထမ်းပေါကုံ ဖလန်ကိုင်းတစ်တော်ကြီးကြောက်တိုင်ခင်းညောင်စင်ရွာတွေကိုမှွေးနောက်ကမိရှို့ဖြက်စီးပြီးပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်ခဲ့တဲ့တပ်တွေဖြစ်တယ်လို့ထုတ်ပြန်ပါတယ်။မြိုင်မျိုးစမှုနှစ်ကထွက်လာတဲ့စစ်ကြောင်နဲ့နေမျိုးရှင်းလင်းဖို့ဆိုပေမဲ့နေမျိုးမရှင်းလင်းနိုင်ပေပြည်သူပိုင်ပစ္စည်းတွေခိုးယူတာပြည်သူပိုင်ကြက်ကွက်နှွားတွေကိုမတရားတပ်ဖြတ်စားတောက်တာလှုံ့ဆော်ခဲ့ပြီးဖလန်ကိုင်းကြီးရွာမှာအခြေပြုလှုံ့ရှားနေတဲ့စစ်ကြောင်တွေဖြစ်တယ်လို့ဖော်ပြပါတယ်။ အဲ့ဒီတက်တွေဟာနိုဝင်ဘာ22ရက်မှာဖလန်ကိုင်းကြီးရွာမှာထွက်ခွာပြီးပေါင်မျိုးနယ်ကဘာဖြူကြီးရွာကိုတိတ်တဆိတ်ထွက်ခွာသွားလို့ဒေါ်လန်ရေးတက်တွေကအဲ့ဒီစစ်ကြောင်းကိုလိုက်လံရှာဖွေတိုက်ခိုက်နေတာပါအကြိမ်ပေါင်းများစွာတိုက်ပွဲဖြစ်ခဲ့ပြီးစစ်တပ်စစ်ကြောင်းတွေအထိနာနေတယ်လို့မြိုင်ပကဖကထုတ်ပြန်ပါတယ်စစ်တပ်ကပေါင်မျိုးနယ်နေမြေအတွင်းစစ်ကြောင်း၃ကြောင်းနဲ့ဖြန့်ခွဲထားတာပါကာကွယ်ရေးပစ္စည်းဆက်ယုံကာပါစာ24ကနေအင်အား180ကျော်ပါတဲ့စစ်ကြောင်းကပေါင်မြို့နယ်အနောက်မြောက်ခြမ်းနဲ့ကာပါစာ24ကအင်အား200ကျော်စစ်ကြောင်းကလည်း ပေါ့မြောက်ပိုင်းမှာရှိနေပါတယ်။ဒါအပြင်မြိုင်မြို့နယ်အနောက်တောင်ဘက်ခြမ်းကတမတော်ကြီးစားဆက်ယုံဆက်မှုနဲ့ကအင်အား200ပါတဲ့စစ်ကြောင်းကပေါ့မြို့နယ်ရဲ့အရှေ့မြောက်ဘက်ခြမ်းကိုစစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။ဆက်လက်ပြီးဂျိုးပင်ကောင်မြို့အဝင်အကြံဖက်စေအုစုဂိတ်ကို PDF ပူးပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်။အကြံဖက်ရဲတပ်ဦးနဲ့ဖြူစောတိလေးဦးသေဆုံးတဲ့ဆွေတရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ပဲခူးတိုင်းအနောက်ခြမ်းဂျိုးပင်ကောင်မြို့အဝင် စေကောင်စီရဲ့စစ်စစ်ရေးဂိတ်ကို PDF ပူပေါင်းတပ်တွေကရဲတပြက်ဝင်တိုက်ရာရဲတအုပ်နဲ့ပြူစောထီလေးဦးသေဆုံးသွားတယ်လို့မြို့ခံတွေကပြောပါတယ်။ဒီနေ့နိုဝင်ဘာလ23ရက်မနက်9:00နာရီခန့်မှာတိုက်ပွဲဖြစ်ခဲ့တယ်လို့သိရပါတယ်။မြို့အဝင်မှာရဲတွေနဲ့ပြူတွေကစောင့်နေတာကိုကားနဲ့လာပြီးပြက်တောင်ရဲတွေရောပြူတွေရောတည်တယ်ကြတယ်။စစ်တပ်ကမြို့ဝင်ကိုပိတ်ဆစ်နေတယ်လို့မြို့ခံတအုပ်ကပြောပါတယ်။အဲ့ဒီတိုက်ခိုက်မှုမှာရဲတပ်ဖွဲ့ဝင်တအုပ်ပြူစောထီလေးဦးသေဆုံးတယ်လို့ဂျိုးပင်ကောက်စစ်ရုံးနဲ့နှီးဆက်သူတအုပ်ကပြောပါတယ်။ မနေ့ကနိုဝင်ဘာလ22ရက်ညကလည်းဂျိုးပင်ကောင်မျိုးနဲ့ကက်လျက်ရှိတဲ့ဇီကုံမျိုးပေါ်က KTP ကာရာအိုကေဆိုင်မှာရောက်နေတဲ့စစ်ကောင်စီတပ်သားနဲ့ရဲတပ်ဖွဲ့ဝင်တွေကို PDF ပူးပေါင်းတပ်တွေကတိုက်ခိုက်ခဲ့လို့ခုနှစ်ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။နက်စစ်တီတပ်ဖွဲ့ရဲ့ဂျိုးပင်ကောင်မျိုးနဲ့အခြေဆိုင် VDSAN တပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒီနေ့မနေ့ပိုင်းဂျိုးပင်ကောင်မျိုးဝင်ဂိတ်ကိုတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ကိုတော့သတင်းထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။ ဆလဘီပခုတ်ကူနှင့်မြိုင်မြို့နယ်ရှိစစ်တပ်တပ်ဆွဲထားသောနေရာနှင့်စစ်ကြောင်းကိုတိုက်ခိုက်မှုတစ်စက္ကန့်တချို့သိမ်းပါရရှိပြီးစစ်သား၅ဦးထိခိုက်ဒေဆုံးကနှစ်ဦးအရှင်ဖမ်းပြီးစစ်တပ်ကပြည်သူ၅ဦးကိုဖမ်းဆီးတပ်ဖြတ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မကွေးတိုင်းပခုတ်ကူမြို့နယ်နှင့်မြိုင်မြို့နယ်ရှိအကြမ်းဖက်စစ်တပ်တပ်ဆွဲထားသောနေရာနှင့်စစ်ကြောင်းကိုတိုက်ခိုက်ရန်တစ်စက္ကန့်တချို့သိမ်းပါရရှိပြီးစစ်သား၅ဦးထိခိုက်ဒေဆုံးကနှစ်ဦးအရှင်ဖမ်းပြီးစစ်တပ်ကပြည်သူ၅ဦးကိုဖမ်းဆီးတပ်ဖြတ်ခဲ့ကြောင်း acquit people different form မှာတာဝန်ရှိသူတအုပ်ကသတင်းဌာနကိုပြောကြားပါတယ်။စက်တင်ဘာလ30ရက်နေ့နနက်9:30မိနစ်ခန့်တွင်ပခုတ်ကူမြို့နယ်မြစ်ချေမြို့လက်ပံချောင်းကျေးရွာဖုန်ကြီးချောင်းတွင်တက်ဆွဲထားသောအကြမ်းဖက်စစ်တပ်ကိုတော်လန်ရေးတပ်ဖွဲ့များကဝန်ရောက်တိုက်ခိုက်ခဲ့ကြောင်းထိုးတိုက်ခိုက်မှုသည်မိနစ်အနည်းငယ်သာကြာမြင့်ခဲ့ပြီးဖုန်ကြီးချောင်းအနောက်ဘက်ရှိအကြမ်းဖက်စစ်တပ်ကကင်းစခန်းကိုစာတင်ချောင်းခိနှစ်လက်ပံချောင်းဆက်လီစိတ်တို့ကိုဒိမ့်ပိုက်နိုင်ခဲ့ကြောင်းသိရပါတယ်။ အော်တိုဘလတ်တရက်နေ့တွင်ဖခုတ်ကူမျိုးနှင့်ကန်ရက်ရွာနှင့်တန့်ချီရွာကိုဖွင့်ရောက်လာသောအကြံဖက်စစ်တပ်စစ်ကြောင်းကိုတန့်ချီရွာဖုံးကြီးကျောင်းအနီးတွင်ဒေါ်လန်ရေးတပ်ဖွဲ့များကနှစ်ကြိမ်ကြာဖြတ်တိုက်ခိုက်ခဲ့ကြောင်းထိုထိတွေ့တိုက်ပွဲများသည့်အော်တိုဘားလာ၃ရက်နေ့မှ၅ရက်နေ့ထိထပ်မံဖြစ်ပွားခဲ့ပြီးအကြံဖက်စစ်တပ်မှအထိနာကပါရာမော်တာလေးစီးဖြင့်ပုံစံနှလုံးကျေချတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အော်တိုဘားလာ၂၂ရက်နေ့တွင်ပခုတ်ကူမျိုးနှင့်ညောင်ချစ်ပင်ရွာအနီးကိုစစ်ကြောင်းထုတ်ပွင့်ရောက်လာသောအကြံဖက်စစ်တပ်နှင့်တော်လန်ရေးတပ်ဖွဲ့များတိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်း နိုဝင်ဘာ12ရက်နေ့နံနက်9:45မိနစ်ခန့်တွင်မြန်မြို့နယ်စက်မှုနှင့်မှာဝက်ပုတ်ရွာအတွင်းကိုပွေရောက်လာသောစစ်တပ်စစ်ကြောင်းနှင့်ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီးအချမ်းဖတ်စစ်တပ်ဘက်မှ9ဦးထိခိုက်ဒေဆုံးကဒေါ်လာရဲရဲဘော်2ဦးကြဆုံးခဲ့ကြောင်းတိုက်ပွဲအတွင်းအထိနာခဲ့သောစစ်တပ်ကမြိုင်စက်မှုနှင့်တို့ပြန်လည်ဆုတ်ခွာသွားချိန်ဖြီသူအမျိုးသားတအုပ်နှင့်အမျိုးသမီးတအုပ်တို့ကိုဖမ်းဆီးတပ်ဖြတ်သွားကြောင်းတိုက်ပွဲဖြစ်ပွားရာနေရာများကိုဒေါ်လာရဲတပ်ဖွဲ့ဝင်များကမိမိရှင်းလင်းရေးပြုလုပ်စဉ်စစ်သားအလောင်းတချို့နှင့်စစ်တုံးအဆောင်ပစ္စည်းအချို့တင်စီရရှိခဲ့ကြောင်းသိရပါတယ် နိုဝင်ဘာ16ရက်နေ့တွင်ပခုတ်ကူမြို့နယ်တင်းကပ်ပြူရွာမှပြူစော်တီထူကောင်းဆောင်တအူးနှင့်နောက်လိုက်တအူးသည်အယက်သားပြည်သူများကိုပေါ်တာဆွဲဖမ်းဆီးရန်ထွက်လာစဉ်တော်လရဲတပ်ဖွဲ့များကလမ်းပိုက်တနေရာ၌အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရပါသည်လက်ပံချောင်းလှေစိတ်ကတိုက်စရာမလိုဘဲနဲ့ရခဲ့တာသူတို့ကတန်းကြီးတောင်ပေါ်အထိဆုတ်သွားတယ်တန်းကြီးတောင်အောက်ကလက်ပံချောင်းတန်းကြီးရွာအဲ့လိုနဲ့သူတို့ခိတ်ဖွင့်ထားတဲ့ရွာတွေမှာတိုက်ပွဲဖြစ်တာစာခရီဘက်ကထိခိုက်သေးဆုံးမှုကတော့ရှိတယ်ကျွန်တော်တို့ဘက်ကတော့အတိအကျအတည်ပြုမရဘူး ထိခိုက်ဒဏ်ရာရတာလောက်ပဲမြင်ရတယ်သူတို့ဘက်ကအရေးမသားလို့နောက်ဆုတ်သွားတာအော်တိုဘား22ရက်နေ့ကတော့မနက်ခင်းတပိုင်းလောက်တိုက်ပွဲဖြစ်တဲ့ညောင်ချစ်ပင်ကနေထွက်လာလို့တိုက်ပွဲဖြစ်တာကာမဘက်ကိုစစ်ကြောင်းထိုးမယ်ဆိုရင်ညောင်ချစ်ပင်ကနေထိုးတာပခုတ်ကူနဲ့ညောင်ချစ်ပင်ကြားကသူတို့စုံမှုနေပြီပေါ့အော်တိုဘားလ22ရက်ကလေးကနေမြေချေတကြောဘက်ရောကာမဘက်ရောစစ်ကြောင်းပတ်ထိုးရင်းနဲ့စက်မှုနှစ်ထဲကိုရောက်သွားတာဂျာထဲမှာလည်းတိုက်ပွဲဖြစ်တာတွေရှိတယ်မြေမြုပ်ထားတာအလောင်းနှလောင်းတွေ့တယ်မိရှို့ထားတာမျိုးတွေတွေ့တယ် အနည်းဆုံး၅ဦးလို့ခန့်မှန်းထားတာပေါ့တိုက်ပွဲကတော့အခုလက်ရှိအချိန်ထိဆက်ဖြစ်နေတုန်းပဲစစ်ကွေးစစ်တောင်းကလည်းပြတ်မဆုတ်သေးဘူးညိုင်တဲ့ပေါက်ဆက်မှရှိသေးတယ်နေတိုင်းနေပါကိုထိတွေ့မှုဖြစ်နေတယ်ဟု Acquit People Different Form မှာတာဝန်ရှိသူကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကို Acquit People Different Form ပခုတ်ကူခရိုင်လူခဲ့တရင်တဲ့ PDLB နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကလှုပ်ဆောင်ခဲ့ကြောင်းပြည်သူများအနေဖြင့်အချမ်းဖတ်စစ်တိတ်လေးချောင်းအနေရကိုအထူးကယူဆိုင်ကြရဲ့နှင့်စစ်ရေးအသည့် စည်ရည်တရရှိကြရန်တိုက်တွန်းမြစ်တာရက်ခံထားပါတယ်။ကျမ့်ရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။